အားလုံးပဲမင်္ဂလာပါဗျာအခုကတော့ကျွန်တော်တင်းလာသားမိတွေအတွက်ဘောဒရက်စာတည်တဲ့နဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှင်လို့စိတ်မရှိဘူးရစ်တယ်ထင်တယ်လူတို့ရှင်မဲ့ကြည့်ကျင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကြာပြီဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားမိတွေပေါ့တင်းလာသားမိတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းကျို၃လုံးရှိတယ်။အဲ့ဒီအထက်ဆောင်ပန်းကျို၃လုံးကကို့ဘဝမှာအဓိကကြားတဲ့သူတွေမှာပါတယ်။ အဲ့တော့ဘဲဂျိုတွေလဲဆိုတော့တောက်ကြရဲ့စနေရဲ့အင်္ဂါကုတ်အတွက်ဆောင်းပန်းဂျိုဖြစ်တယ်။နော်ဒါကြောင့်ပဲဒီသုံးလုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်။အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုကအဓိကကြားတယ်ပေါ့နော်။တဲလာသားပြီးလို့လဲတောက်ကြဂျိုကအဓိကကြားတယ်။အဲ့တော့တောက်ကြဂျိုကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြဂျိုကိုကျွန်တော်တို့ကဟိုကုတ်ဘဝမှာဘလို့လက်တွဲပြီးတော့အားကိုးရပြီးသုံးမလဲပေါ့။အဲ့တော့တောက်ကြဂျိုကတဲလာသားမီးတွေအတွက်ကအကောင်းဆုံးဂျိုဖြစ်တယ်။ တောက်ကြကြွာလုံခြုံတာကာကွယ်တာရင်းနှီးမြှုပ်နှံတာဒါကိုပြောတာအဲ့တင်းလာသားမိတွေကဘဝမှာရလာတဲ့ငွေကိုဘလို့ရင်းနှီးမြှုပ်နှံရမလဲဆိုတော့ပညာကိုအဓိကလိမ့်လာဖို့လိုတယ်တဲ့တကယ်ကိုကျွန်တော်ကဘာမှာနာမည်ကြီးတဲ့ဝါရင်ဘတ်ဖတ်တို့ငငယ်လေးတွေကတို့ရင်းနှီးမြှုပ်နှံမှုတွေဘလို့လုပ်ခဲ့တယ်ပတ်စံလေးတွေရလာရင်ဘလို့ရင်းတယ်ဒေါ်လာဘလောက်ရလာရင်ဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြှုပ်နှံမယ် နော်။အော်ငွေကိုဘယ်လိုပွားအောင်လုပ်ရမလဲ။ဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြှုပ်နှံမှုဟာအရွယ်တစ်ခုရအောင်ရောက်လို့ပေါ့ဗျာ။ငယ်တော့ကတော့ဘာမှရင်းနှီးမြှုပ်နှံမနှံတတ်မှာမဟုတ်ဘူး။ပတ်စံလေးပဲဆုတတ်မယ်။အဲပတ်စံလေးဆုလို့များလာရင်ဒါရွှေလေးလုံမယ်။ဒါကတော့ငယ်တုန်းအချိန်လောက်ကဒီလောက်ပဲလုပ်တတ်မှာ။ခလေးဆိုတော့စီးပွားရေးလည်းလုပ်ဖို့မလွယ်ဘူး။ဟုတ်တယ်လားသားမီးတွေကအရွယ်တခုရောက်လာတယ်ဆိုကိုကျွမ်းကျင်တဲ့နယ်ပယ်ကိုရင်းနှီးမြှုပ်နှံမှုအပြည့်အဝလုပ်ဖို့လိုတယ်။ဒါမှမဟုတ်ကျွန်တော်ကအိမ်အเจ้าနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခန်းနေလုပ်မယ်ပေါ့ ျွန်တော်ဆက်ပြီးစီဆောင်နားလဲတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေရန်ရားပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုပ်မယ်ပေါ့ကျွန်တော်ကတော့မဟုတ်ဘူးဆိုက်ပြိုးရေးအကြောင်းနားလဲတယ်ဒါဆိုတော့ကျွန်တော်စပားတွေပဲတွေလောက်မယ်ပေါ့ဗျာဟုတ်ဘူးကျွန်တော်ကတက်တွေအကြောင်းနားလဲတယ်ဒါတော့တက်တွေဝယ်ပြီးကျွန်တော်ဖာနီချာတွေလုပ်မယ်ပရီဘောကတွေလုပ်ပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့အဲ့တော့ဟမဟုတ်ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘယ်လိုကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဒီကော့စပတ်တစ်ပစ္စည်းတွေကိုဝယ်ထားမလားလောင်ထားမလားဘယ်လိုပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရမလဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့က အဓိကကြတယ်လို့ပြောတာတော့အဓိကကြတယ်အဲ့တော့တင်းလာသားမိတယောက်ဖြစ်တယ်ခင်ဗျာ၃နေဖြုံးနေတယ်ဒီနေ့ရတယ်ဒီနေ့လောက်ကရတယ်ဒီနေ့လောက်ကခင်ဗျာ၃000ရတယ်ထားပါတော့နော်ခမဲဝယ်စားလိုက်တယ်တထောင်ကုန်တယ်နော်အရက်ဝယ်တောက်လိုက်တယ်တထောင်ကုန်တယ်အဲ့ကျအဝယ်စားဝယ်ပြီးပိုးကြီးပန်းကြီးနဲ့ဖုံးပေထည့်လိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးတင်းလာသားမိရဲ့တင်းလာသားမိကငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အကျင့်ငွေတွေကလောက်ပါ တော့တင်းလာသားမိတွေစိုးမိုးကြောဘန်လို့တာမျက်စိတည်းမြင်လိုက်ဘန်သွားဘာလို့တာငွေစုံမယ်နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဘန်နဲ့ဘန်လှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတင်းလာသားမိတွေကလှုပ်ပါဒါဆိုဘောကမအောင်မြင်ဘူးအဲ့တော့ဘန်ကဘလို့ဒီအလုံးလုံးနေလဲငွေတို့ဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားတဲ့ငွေကိုဘလို့သူတို့အရင်နေ့လောက်ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘန်လှုပ်တဲ့ပုံစံအတိုင်းတင်းလာသားမိတွေကဘောကမလှုပ်မယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲချစ်ချစ်လေးလေးနဲ့ကြောကြောဝါမရှိဘဲနဲ့ နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာကဘဝလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးကိုကျွန်တော်ကမမေ့စေချင်ဘူးအဲ့တော့တင်းလာသားမီးတွေရဲ့စီးပွားရေးအင်္ဂါကြိုးပိုင်တာဗျအညွန့်ကြိုးနော်အညွန့်စီးပွားဆိုတော့ဖြစ်တဲ့ကြာဟိုအင်္ဂါကြိုးပိုင်တာဒါကြောင့်အင်္ဂါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်ရအင်္ဂါဆိုတာစွန့်သားတာဗျစွန့်သားတာစွန့်သားတာလောက်တာ အင်္ဂါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြက်မြက်လောက်ကတဲ့အပိုင်းကအင်္ဂါပိုင်တာဒါကြောင့်ပဲကျွန်တော်တို့ကလဲလာသားမိကြီးကအရန်ကြီးပုံဟောင်းအလုပ်တွေအရန်ကြီးဘယ်လိုပြောမလဲဆိုတော့ခက်မမိတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘတ်လိုလိုအဲ့လိုလုံနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုယ့်ကိုယ်ဝါနာပါလို့ဝန်ထမ်းဝယ်လောက်တာတို့ဘာလို့တော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လုံတော့မယ်ဆိုရင်တော့ ဒဲလာသားမီးတွေကစွန့်စားရမယ်။သူများတပ်ပေါ်ပြီးထွန်းဖောက်ပြီးလုံနိုင်မလို့လေ။ဒဲလာသားမီးတွေကဖင်ပေါ့ဖို့လို့လေ။တင်ရဒဲလာသားမီးတယောက်ဖြစ်နေလေးနေတယ်။တခုခုခိုင်းရင်မကြွားတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အဲဒဲလာသားမီးတွေကជីဝါဖို့မလဲ။ဟောဒဲလာကအင်္ဂါပိုင်တာဖြစ်တဲ့ជីဝါဖို့လို့လေတိုးတက်ဖို့လို့လေစွန့်စားဖို့လို့လေជីဝါစင်စစ်ရှိဖို့လို့လေလှုပ်ရှားရှိရာတွေကိုကျွန်တော်တို့ကအားပါတရလှုပ်ထားဖို့လို့လေ။အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာအဲ့တော့စောစောသားလောက်ကတဲ့အပိုင်းကြီးကတင်းလာသားမိတွေတဲ့ကောင်းကောင်းသလို တော့အင်္ဂါဂျိုဟာစွန်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော် အင်္ဂါဂျိုဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကအင်္ဂါပိုက်ပါတယ်နော်စောက်လို့ရင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုက်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုက်ပါတယ်တော့အင်္ဂါဆိုတော့ကျွန်တော်တို့ကတိကျစွာအတိုင်းတိုင်းထွာပြီးလုပ်ကံရတဲ့အလုပ်တွေစရွေးကြကြလုပ်ရတဲ့အလုပ်မျိုးတွေလို့ပြောတာလက်သမားဆရာတွေလိုလို engineer တွေလိုနော်အဲ့တော့ designer တွေလိုပေးသေးချာတိုင်းပြီးတော့ပခုံးဘလောက်ဟိ ရင်ဘက်ကဘလောက်ဟိနော်ခါကဘလောက်ဟိနော်လက်အရှိကဘလောက်ဟိဒါအတိုင်းပြီးတော့အတိအကျလောက်ကလို့တိတိကျကျတိတိကျကျတိုင်းထွာလောက်ကတဲ့အလုပ်တွေမှာဒဲလာသားမိတွေကစီဝါရေးရှာမယ်လို့ပြောတာဒါဆိုအဲ့ level တွေကတော့အများကြီးပေါ့ဆရာဝန်ဆိုခွဲစိတ်ဆရာဝန်ဆရာဝန်လုံးမယ်ဆိုရင်ဘယ်အပိုင်းအားကောင်းဆုံးလဲဒဲလာသားခွဲစိတ်ဆရာဘာအတိအကျလေနော်ဒီနေရာမှာခွဲရင်ဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘက်မှာသွားခွဲလို့မရဘူးနော် လက်မဲကြီးယောဂါဖြစ်နေတော့ခြေထောက်မှာတော့ခွဲလို့မရဘူး။ तू ဖြစ်တဲ့နေရာမှာ तू ခွဲရမယ်။အတိအကျအဲ့ဒါတော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုံးအောင်တိအကျကျလုပ်ကအဲ့တော့ဆရာဝန်လုံးမယ်ဆိုရင်ကျွန်တော်တို့ကအင်းကအားကောင်းနေတဲ့တင်းလာသားမြန်ဖွဲ့စစ်ဆရာဝန်လုပ်ကတယ်။အင်ဂျင်နီယာလုံးမယ်ဆိုရင်လည်းတကယ်တိုင်းထွာရတဲ့ဘိုင်းပေါ့နော်။အဲတော့မမကနီကယ်လို့စီဗယ်လို့လုပ်ရမှာပေါ့။နော်။အဲ့လိုပဲ။အလှပကြီးရဆိုဘယ်လိုဟာမျိုးတွေလဲ။စပင်တို့လို့ဒါအတိအကျပဲ။နော်ဘယ်ဘယ်ဒီဇိုင်းညက်မယ်ဆိုရင်ဒီဒီညာဘယ်နေရာလောက်တူရမလဲဘယ်လောက်ရှည်ရမလဲ။ เนาะအရှေ့ကစမိတ်ချမယ်ဆိုလဲဘလို့အဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေဟာအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အတော့မွေးမှုအတွက်ဆိုရင်စဉ်းစားတတ်ဖို့အတွက်အတွေးခေါ်ရမှာပေါ့ ID လုပ်ငန်းဆိုလဲတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေအဲသူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေ ID မှာဆိုလဲ hacker လိုမျိုးတွေเนาะအဲ့တော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါင်းမထိုးဖောက်နိုင်အောင်လုံခြုံရေး security ဘိုင်းနဲ့ပတ်သက်တဲ့ ို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး level သေးသေးမှာအင်္ဂါဂျိုနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတောက်မွေးလို့ရတာတွေရှိတယ်ဒါတွေကဒဲလာသားမိတွေတဲ့အကောင်းဆုံးဖြစ်တယ်အော်ဒဲလာသားမိတွေကနောက်ထပ်အတောက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့စနေဂျိုပိုင်တယ်စနေဂျိုပိုင်တယ်အဲဒဲလာသားမိတွေ6ခုမြောက်အောင်စနေကိုအဲ့တော့ဒဲလာသားမိတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလင်းရှိကြတယ်တဲ့ဝေးလံခေါင်ဖျားတဲ့လူတွေနော် ဝေးလံခေါင်ပြားရည်လို့ဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လည်းကိုရန်ကုန်မှာနေတယ်ကိုသွားလာရင်လည်းနေဆက်သွားရင်လည်းအမှတွေးတယ်တိုင်းသူတယောက်ယောက်နဲ့ဖူးစာဆုံသွားတာတွေချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုနဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့နဲ့ foreigner တွေနဲ့အိမ်တော်ကြသွားတာမျိုးတွေဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့အိမ်တော်ဘက်ကလည်းအသက်အရွယ်မတိမယုံမဟုတ်ဘဲနဲ့ကြီးလွန်တာငယ်လွန်တာ အဲ့လိုတွေဖြစ်တတ်တယ်ဒါတော့တင်းလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတွေးအခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်အောင်ကြက်တတ်တယ်အာမဟုတ်ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားကလည်းချင်းကောင်းရင်တလန်းနဲ့ညူလည်းအိမ်အောင်ကြတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်များများမတူဘူးတော်များများစရိုက်ဒလေးအယူအဆစိတ်ကူကွဲပြားတဲ့လူမျိုးတွေနဲ့တင်းလာသားမိတွေကအိမ်အောင်ကြလိရှိတယ်အဲ့တော့တင်းလာသားမိကအိမ်အောင်ကြတဲ့ခါကျရင်ကိုယ်အိမ်အောင်ဘက်ကိုတော်တော်ညှိယူသွားတယ် နော်ကိုကကောင်းကောင်းစားခြင်းနဲ့ချက်တာပြုတ်တာကိုကိုနာလည်းချက်တယ်လေကောင်းတယ်ကိုရတယ်မိမကကောင်းကောင်းမချက်တော့ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူတာနှက်ထားရမလဲမသိဘူးအဲ့လိုတွေပေါ့နော်ကိုနဲ့တလွဲပြတာတွေတဲလာသားမိကြအမြဲဖြစ်တတ်တယ်အဲ့တော့အိမ်တော်ရင်းမှသူများလည်းမတူနေနဲ့ကမောက်ကမဖြစ်တယ်ကိုအိမ်တော်ဘက်ကကိုနဲ့မတူတာအသက်အရွယ်မတူတာအကြိုက်မတူတာအယူအဆ delay မတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေနဲ့အိမ်တော်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုအလုံး နော်အိမ်အောင်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါတဲလာသားမီးတွေလည်းအချမ်းမြင်ပြောပြတာဖြစ်တယ်အဲရှောင်းဝါမဲ့ဟာတွေဘာအယောင်တွေဘေးရတနာအများကြီးကြံတယ်ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည်မှာမဟုတ်အဲ့လိုအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ပေါ့မထင်ပါနဲ့တဲလာသားမီးတွေအားလုံးဘဝမှာကံကောင်းကြပါစေအရှင်ပြပါစေကိုလောက်တာနေနဲ့ကိုကံနဲ့ကိုက်အောင်လုံနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ